င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တရုတ်ရဲ့ပံ့ပိုးမှုမရှိဘဲစစ်ရဇဝိတ်ကောင်မင်းအောင်လိုင်းအာနာဆက်မထိန်ထားနိုင်တော့တာကြောင့်အကြမ်းဖက်မြန်မာစစ်အုပ်စုကိုထောက်ခံနေမှုအပေါ်မှာပြန်လည်စဉ်းစားဖို့အတွက်နယူးဇီလန်လွှတ်တော်အမတ်ကတရုတ်ကိုတိုက်တွန်းလိုက်ပါတယ်ရွှေကောက်ပွဲနီးလာတာနဲ့အမျှစစ်ကောင်စီကအရက်သားတွေအပေါ်အကြမ်းဖက်မှုပိုကျူးလွန်လာတယ်လို့အန်ယူဂျီကပြောလိုက်တဲ့သတင်းအပါအဝင် ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ရဲ့ပံပိုးမှုမရှိဘဲစစ်ရဇဝစ်ကောင်မင်းအောင်လှိုင်အာနာဆက်မထိန်ထားနိုင်တော့တာကြောင့်အကြမ်းဖက်မြန်မာအုပ်စုကိုထောက်ခံနေမှုအပေါ်မှာပြန်လည်စဉ်းစားဖို့အတွက်နယူးဇီလန်လွှတ်တော် Matthew Trifor ကတရုတ်ကိုတိုက်တွန်းလိုက်ပါတယ်။ပြီးခဲ့တဲ့အော်တိုဗာလာ၄ရက်နေ့နယူးဇီလန်လွှတ်တော်မှာမြန်မာအရေးနဲ့ပတ်သက်ပြီးကြားနာစဉ် လေဘာပါတီကနယူးဇီလန်လွှတ်တော်အမတ်ဖီလ်ထရိုင်ဖော့ကအခုလိုထုတ်ဖော်ပြောဆိုလိုက်တာပါလက်ရှိအကြမ်းဖက်မင်းအောင်လိုင်းရဲ့အခြေအနေမှာတရုတ်နိုင်ငံရဲ့ပံ့ပိုးမှုမရှိဘဲအာနာကိုဆက်လက်ထိန်းထားနိုင်တာနဲ့အာလာကိုဆက်လက်ရရှိနိုင်ဖို့မရှိတော့ဘူးဆိုတာကိုသူကပြောပါရယ်မင်းအောင်လိုင်းရဲ့စစ်တပ်ကိုတရုတ်ကထောက်ခံနေတာကမြန်မာစစ်တပ်ကကျူးလွန်တဲ့ဆရာဇဝဲမှုတွေနဲ့လူသားမျိုးနွယ်တွေပေါ်ကျူးလွန်တဲ့ရာဇဝဲမှုတွေမှာတရုတ်ကပါဝင်နေတာက အင်အားကြီးလေးစားပွဲဖြစ်တဲ့နိုင်ငံကြီးတစ်ခုရဲ့အပြုမူမဟုတ်ဘူးလို့သူကဆက်ပြောပါတယ်။အဲ့ဒီအပြင်တရုတ်ရဲ့နယ်စပ်ဒေသမှာတည်ငြိမ်မှုအခြေခံအဆောက်အုံလမ်းကြောင်းကိုကာကွယ်ခြင်းနဲ့တဘာဝတယံစာတတွေကိုအသုံးပြုခွင့်ရချင်တာကတရုတ်နိုင်ငံရဲ့နိုင်ငံကြားရေး policy ပန်းနိုင်တွေဆိုရင်တော့မုံတီးစရာကောင်းတဲ့စစ်တပ်အတွက်ထောက်ခံမှုဟာတရုတ်ရဲ့ညီမချက်တွေကိုဖြစ်စေနိုင်ပါမလားဆိုတာကိုတန်တရားဖြစ်မိပါတယ်လို့သူကဆက်ပြောပါတယ်။ ဒါအပြင်တရုတ်ဟာကမ္ဘာပေါ်မှာအလွန်အဆိုးရွားဆုံးဆေးရနာရှင်တွေကိုထောက်ပံ့ပေးနေသူ ဖြစ်ပါတယ်လို့လည်းနယူးဇီလန်လွှတ်တော်မှ Fair Trade for ကဆက်ပြောပါတယ်။လက်ရှိမှာဆေးရနာတင်ထားတဲ့မြန်မာနိုင်ငံဟာစနစ်တကျရာဇဝတ်မှုတွေကိုကျူးလွန်နေတဲ့နိုင်ငံကမ္ဘာကြီးကိုလိမ်လည်လှည့်ဖြားနေတဲ့ကြားဖြတ်ဆန္ဒကြီးတရားမဝင်မှုရဲ့စေဝါတွေထုတ်လုပ်ရနေရာကြီးဖြစ်လာနေပြီးမြန်မာနိုင်ငံမှာစင်ဆက်မပြတ်တည်ငြိမ်မှုရှိတဲ့ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိမှသာတရုတ်နိုင်ငံရဲ့ရည်မှန်းချက်ကိုရရှိလိမ့်မယ်လို့သူကဆက်လက်ထောက်ပြထားပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အာနာဒိတ်စစ်ကောင်စီဟာအယက်သားပြည်သူတွေကိုကျူးလွန်တဲ့လူခွင့်ချိုးဖောက်မှုတွေပုံမလုံဆောင်လာတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူခွင့်ဆိုင်ရာဝန်ကြီးဌာနကအော်တိုဗော်လ၄ရက်နေ့ညပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီကအယက်သားပြည်သူတွေအပေါ်ဗတ်ပေါင်းစုံကနေလူခွင်ချိုးဖောက်မှုတွေနဲ့တိုက်ခိုက်မှုတွေကိုမှတ်တမ်းတင်ထားတယ်ဆိုတာကိုအသိပေးထားပြီးစေအုပ်စုဟာသူတို့ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲအတွက်အားစိုက်ပြင်ဆင်နေတယ်လို့တဖက်မှာလည်းအကြမ်းဖက်မှုတွေကိုပို့ပြီးတော့အရှိန်မြင့်ပြီးလှုပ်ဆောင်နေတယ်လို့ဖော်ပြထားပါတယ်စစ်တပ်အာဏာသိမ်းပြီးချိန်ကနေစပြီးအခုနှစ်စက်တင်ဘာလကုန်ပိုင်းအထိအချက်အလက်တွေအရတော့စစ်ကောင်စီတပ်အာဏာသိမ်းပြီးလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း3,950ခန့်ပြုလုပ်ခဲ့တာမှာ အယက်သားပြည်သူတေဆုံးသူ4100ကျော်ရှိတယ်လို့အသိပေးထားပါတယ်တေဆုံးသူတွေထဲမှာတော့အသက်16နှစ်အောက်ကလေးငယ်959ဦးပါဝင်တဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကြောင်း384ကြောင်းဆေးရုံစေကံ129ခုနဲ့ဘာသာရေးစောင့်956ခုပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်းဆိုပါတယ် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာ air strike, drone, paramotor, helicopter စတဲ့လေကြောင်းတိုက်ခိုက်မှုပုံစံမျိုးစုံနဲ့ပြုလုပ်နေတာလို့ NUG လူခွင့်ဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။စစ်ကောင်စီဟာအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုလည်းဇက်တိုက်ကျူးလွန်လျက်ရှိပြီးအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုပေါင်း452မှုအထိကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။လက်ရှိချိန်ထိစစ်တပ်ရဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကြောင့် သေဆုံးသူပေါင်း4963ဦးရှိတယ်လို့ထုတ်ပြန်ထားပြီးသေဆုံးရသူတွေထဲမှာအသက်16နှစ်ယောက်ကလေးငယ်938ယောက်အမျိုးသမီး129ယောက်ပါဝင်တယ်လို့ဆိုပါတယ်စစ်ကောင်စီကပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတွေပိုလုံနေလို့လေကြောင်းသတိစေရေးသတိရှိကြဖို့ကိုလည်းတော်လိုင်းအင်အားစုတွေကတိုက်တွန်းလို့ဆိုထားပါရဲ့ရှင်။ တစ်ဖက်မှာတော့စစ်တပ်ကစာတင်ကြောင်းတွေပါမကြံလေကြောင်းတိုက်ခိုက်မှုတွေကျူးလွန်နေတာကိုအရေးယူပေးဖို့တိုက်တွန်းနေပါတယ်။အဲ့ဒါကတော့ KNU ကရင်အမျိုးသားစီယုံကော်တူးလီအုပ်ချုပ်နယ်မြေအတွင်းမှာအကြမ်းဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုကြောင့်ကျောင်းသားကျောင်းသူ15ယောက်သေဆုံးကစာသင်ကျောင်းပေါင်း18ကျောင်းပျက်စီးခဲ့တယ်လို့ KNU ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။2025ခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလအထိ ကောတုလေအုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့စာတင်ကျောင်းတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကပိတ်မှတ်ထားပြီးလေကျောင်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုကြောင့်ကျောင်းသားကျောင်းသူ15ယောက်သေဆုံးကကျောင်းသားကျောင်းသူ36ယောက်ဆရာဆရာမ2ဦးတန်ရာရရှိခဲ့တဲ့အပြင်စာတင်ကျောင်းပေါင်း18ကျောင်းထိခိုက်ပျက်စီးခဲ့လို့သိရပါတယ်2025-2026ပညာသင်နှစ်အတွင်းမှာကင်းရပညာရေးနဲ့ယဉ်ကျေးမှုဌာန KECD ကဦးဆောင်က ကိုတုလီအုပ်ချုပ်နယ်မြေမှာရှိတဲ့စာတင်ကျောင်းပေါင်း1938ကျောင်းကိုဖွင့်လှစ်ထားပြီးကျောင်းသားကျောင်းသူပေါင်း34962ဦးအတွက်ဆရာဆရာမပေါင်း1939ဦးခန့်ထားကောင်းတင်ကြားပို့ချနေတယ်လို့သိရပါတယ်အဲ့လိုပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေဆရာဆရာမတွေအနေနဲ့အကြံပတ်စစ်ကောင်စီတက်ကစာသင်ကျောင်းတွေကိုပြစ်မှတ်ထားကရည်ရွယ်ချက်ရှိရှိလေကျောင်းလက်နက်ကြီးတွေနဲ့အဆက်မပြတ်တိုက်ခိုက်နေတာကြောင့် ကြောင်ရွစွာစာတင်ကြားနေရတယ်လို့ KNU ဘဟုကဒီနေ့အော်တိုဗလ9ရက်နေ့မှာကြာရောက်တဲ့ကမ္ဘာဆီယာနေအထိမ်းအမှတ်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါကြောင့်ကိုတုလီအုပ်ချုပ်နယ်မြေတွေအတွင်းကကျောင်းဆရာဆရာမတွေနဲ့ကျောင်းသားကျောင်းသူတွေလွတ်လပ်စွာပညာသင်ကြား권ရရှိဖို့နဲ့အသက်အန္တရာယ်စိုးရိမ်ရမှုတွေကနေကင်းလွတ်စေဖို့အတွက်ကူညီပေးကြပါလို့ KNU ကတိုက်တွန်းထားပါတယ်။ ဒါအပြင်ဆင်အာနာရှင်အုပ်စုကိုသူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက်ဖိအားပေးမှုနဲ့အရေးယူမှုတွေဆောင်ရွက်ပေးဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အရက်ဖတ်အဖွဲ့အစည်းတွေကို KNU ၊ KNY မျိုးသားစည်းရုံးကတိုက်တွန်းထားပါတယ်ရှင်။ပကိုးတိုင်းဘက်ကသတင်းကိုကြည်အောင်ပါ။ ပဲခူးတိုင်းနေတလင်းမြို့ဇီးကုန်းကလေးရက်ကွက်မှာစိတ်ဝေဒနာရှင် မောင်စောရန်နိုင်ကိုအုတ်ချုပ်ရည်မှုတင်ထင်းနဲ့ယာယီမှုတင်လာတို့ကဖမ်းဆီးပြီး390နဲ့စစ်မှုထမ်းသက်သားအဖြစ်ရောင်းစားလိုက်တာကြောင့်နေပြည်တော်ကိုတိုင်ကြားထားတယ်လို့ဆွေမျိုးတွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ၄ရက်နေ့မနက်10:00နာရီချိန်မှာနေတလင်းမြို့ဇီးကုန်းကလေးရက်ကွက်ဇီးကန်းကလေးလမ်းအနောက်ပိုင်းမှာနေထိုင်တဲ့ ဒေါ်နွန်ွယ်ဝင်းရဲ့နေအိမ်ကိုစည်းကုံးကလေးရက်ွက် အုပ်ချုပ်ရင်းမှု တင်ထင်းနဲ့ယာအိမ်မှုတင်လာတို့ရောက်ရှိလာပြီးတဲ့နောက်နေအိမ်မှာအိတ်နေတဲ့စိတ်ဝေဒနာရှင် မောင်စောရန်နိုင်ကိုအိယာကနေနှိုးပြီးအတင်းအကျပ်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။မိခင်ဖြစ်သူဒေါ်နွန်ွယ်ဝင်းကတားဖြစ်သူကိုဘာအတွက်ကြောင့်ခေါ်တာပါလဲလို့မေးမြန်းရမှာအုပ်ချုပ်ရင်းမှုတင်ထေးကနင့်သားကိုခဏခေါ်တာပြီးရင်ပြန်ပို့ပေးမယ်လို့ပြောဆိုပြီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီနောက်အချိန်ကြာမြင့်တဲ့အထိတားဖြစ်သူမောင်စောရဲနိုင်ကိုပြန်လည်မပို့ဆောင်တာကြောင့်မိခင်ဖြစ်သူဒေါ်နွန်ရွယ်ဝင်းကလိုက်လံစုံစမ်းရာတားဖြစ်သူမောင်စောရဲနိုင်ကိုနတလင်းမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှုယုံကိုခေါ်ဆောင်သွားတာကိုသိရတာကြောင့်မြို့နယ်ထရုံယုံကိုလိုက်လံမေးမြန်းတဲ့အခါရက်ကွက်နဲ့မြို့နယ်ယုံကြအပြန်အလှန်လွှဲချပြီးတရင်စုံစမ်းမရဖြစ်နေခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်နတလင်းမြို့နယ်မှာရှိတဲ့တာဝန်ကျစစ်တပ်စီကိုတွားရောက်မေးမြန်းတဲ့အခါမှာတော့ မောင်စိုးရနိုင်ကိုအုတ်ချုပ်ရင်မှုတင်ထင်းတဲ့ယာရင်မှုတင်လာတို့ကသူ့ရဲ့မိဘတွေကစစ်မှုထမ်းအဖြစ်ထည့်လိုက်တာလို့ထွက်ဆိုပြီးငွေကျပ်390နဲ့စစ်မှုထမ်းသသားအဖြစ်ထည့်သွင်းခဲ့တယ်ဆိုတာကိုသိရပါတယ်။မိခင်ဖြစ်သူဒေါ်နွန်ရဲ့ဝင်းကလည်းငွေကြေးရယူထားတာမရှိဘဲလိန်လေခေါ်ဆောင်သွားတာဖြစ်တယ်လို့စစ်တပ်စီကိုအသိပေးခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာအုတ်ချုပ်ရင်မှုတင်ထင်းတဲ့ယာရင်မှုတင်လာတို့ကမိခင်ဒေါ်နွန်ရဲ့ဝင်းကိုငွေကျပ်3သိန်းလာပေးခဲ့ပြီးမိခင်ဖြစ်သူကမယူဘဲညင်းဆန်က တားဖြစ်သူကိုသာပြန်ခေါ်ပေးဖို့တောင်းဆိုခဲ့လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ23ရက်နေ့ညနေ9နာရီအချိန်မှာတော့နဒလင်းမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံးမှမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်စစ်တပ်အရာရှိဗိုလ်မှူးကမိခင်ဖြစ်သူဒေါ်နွန်ွယ်ဝင်းနဲ့အုပ်ချုပ်ရေးမှူးတင်ထင်းယာအိမ်မှူးတင်လာတို့ကိုခေါ်ယူပြီးမျက်နှာချင်းဆိုင်တွေ့ဆုံစေခဲ့ကအုပ်ချုပ်ရေးမှူးတင်ထင်းကတားဖြစ်သူမောင်စိုးရံနိုင်ကိုစစ်မှုထမ်းအဖြစ်စစ်တပ်ထဲကိုပို့ဆောင်ခဲ့မှုအတွက်ငွေကျပ်3.80ပေးမယ်လို့ကတိပေးခဲ့ပေမဲ့ ဘာငွေကြေးမှမပေးခဲ့ဘူးလို့သိရပါတယ်။အ धिक အနေနဲ့ကတော့စိတ်ဝေဒနာရှင်ဖြစ်သူမောင်စောရနိုင်ကိုလိန်လဲလဲဖျားပြီးစစ်တပ်ထဲကိုစစ်မှုထမ်းလူစားထိုးဖြစ်ထဲတွင်းခဲ့မှုအတွက်အေးအေးယူပေးဖို့ကိုနေပြည်တော်ကိုတိုင်ကြားထားတယ်လို့သိရပါတယ်။လက်ရှိချိန်မှာတော့မောင်စောရနိုင်မှာစစ်မှုထမ်းအပတ်စဉ်စက်ခွန်ကိုပို့ဆောင်ခံထားရပွဲရှိနေပြီးမိဘတွေနဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့ဆွေမျိုးတွေစီကနေသိရပါတယ်ရှင်။ ရှမ်းပြည်နယ်ဘက်ကိုကြည့်ရအောင်ပါရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတင်ပိုက်ထားတဲ့တီဘောမျိုးကိုစစ်တပ်ကလေရင်နဲ့ထပ်မံပုံကျတာကြောင့်ဖုံကြီးချောင်းဖျားစီတီတွေနဲ့လူနေအိမ်တော်တော်များများပျက်စီးသွားတယ်လို့ဒေသပြည်သူတွေစီကနေသိရပါတယ်မနေ့ကအော်တိုဗော်လ၄ရက်နေ့ည၈:၂၂မိနစ်အချိန်မှာစစ်တပ်ကတီဘောမျိုးနေရာနှံ့ကိုဘုံးတွေကျဲချခဲ့တာမှာတော့လူထိခိုက်မှုမရှိပေမဲ့ဖုံကြီးချောင်းဖျားစီတီတွေနဲ့လူနေအိမ်တွေပျက်စီးခဲ့ရပါတယ် ပြည်သူတွေအားလည်းစစ်တပ်ရဲ့လေကြောင်းအန္တရာယ်ကိုကြောက်လန့်တာကြောင့်ညအချိန်တွေမှာစူပေါင်းပြီးဘုံခုံနိုင်တဲ့နေရာကိုရွှေ့ပြောင်းနေထိုင်ကြရတယ်လို့သိရပါတယ်။စစ်တပ်ကမနေ့ကတရက်ထဲမှာတီဘောမြို့ကိုဘုံသုံးကြိမ်ကျဲချခဲ့ပြီးအဆောက်အုံနဲ့နေအိမ်တွေပျက်စီးတာနဲ့ပြည်သူတွေထိခိုက်ဒဏ်ရာရရှိတာတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဒါအပြင်အော်တိုဗလာ၂ရက်နဲ့ည10:55မိနစ်အချိန်စစ်တပ်ကတီဘောမြို့ကိုလေရင်နဲ့ပေါင်900ဘုံးနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်တီဘောမြို့နယ်စံပိတ်ကျေးရွာကကုမှုဒရာဟိုတယ်ရဲ့အဆောက်အုံတစ်ခုထိခိုက်ပျက်စီးသွားခဲ့ပါသေးရဲ့ရှင်။စကိုင်းတိုင်းဘက်မှာတော့စကိုင်းတိုင်းမန္တလေးမုံရွာလမ်းမိုက်မှာစက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်တပ်ကိုအဝေးထိန်းမိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာကြောင့် စစ်သား3ဦးသေဆုံးပြီး17ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လေးတခွဲနှစ်ရဲ့တခွဲမှု Wi-Fi ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကအော်တိုဘာလ4ရက်နေ့ညနေ9:35မိနစ်အချိန်ကမန္တလေးမုံရွာလမ်းပေါ်မှာပြည်သူကိုအနိုင်ကျင့်စက်ကြီးငွေကောက်နေတဲ့အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာကြောင့်စစ်တပ်ဘက်က3ဦးနေရာမှာနေပွဲချင်းပြီးသေဆုံးခဲ့တယ်လို့သိရပါရယ်။ အဲ့ဒီတိုက်ခိုက်မှုအပြီးမှာစစ်တပ်ဘက်ကစစ်ကူအင်အား30ခန်းထပ်မံရောက်လာတာကြောင့်ဒုတိယအကြိမ်ထပ်ပြီးမိုင်းဆွဲခဲ့တာကြောင့်စစ်တပ်ဘက်ကစစ်သား17ရောက်ခန့်ထိခိုက်သွားပေမဲ့တော်လန်ရေးရဲဘော်တွေကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုမုံရွာခရိုင်နဲ့တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ တဝဲအချင်းတော်မှာအချင်းချခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတူကျမ်းမာရေးချင်းနေဆိုးရွားတာကြောင့်ဆေးရုံမှာဆေးကုသမှုခံယူနေခြင်းနှလုံးဖောက်ပြီးတော့တေဆုံးသွားတယ်လို့နေဆက်သူတွေစီကနေသိရပါဗျာ။တေဆုံးသူဟာတဝဲမြို့နယ်ရှင်မုတ်တီကြီးရွာကအသက်48နှစ်အရွယ်နိုင်ငံရေးအကျဉ်းသားဦးအောင်ကိုဦးဖြစ်ပြီးမနေ့ကညပိုင်းကတဝဲပြည်သူဆေးရုံကြီးမှာရှိတဲ့အကျဉ်းသားတွေကိုချုံနောက်ကုသပေးတဲ့အဆောင်မှာဆေးကုသခံယူနေခြင်းနှလုံးဖောက်ပြီးတေဆုံးသွားတာလို့သိရပါဗျာ။ ။ဦးအောင်ကိုဦးအောင်2021နှစ်စံပိုင်းကလေးကဖမ်းဆီးခံထားရတာဖြစ်ပြီးဆေးအနာသိန်းတဲ့ကာလတလျှောက်လုံးမှာအကျဉ်းချုပ်ထဲမှာနေခဲ့ရသူဖြစ်ပါတယ်။သူကိုစစ်တပ်ထိန်းချုပ်ထားတဲ့ဒဝဲမြို့နယ်တရားရုံးကနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်905ကကြီးဖောက်ခွဲရေးလှုပ်ဆောင်တယ်လို့ဆိုကဖောက်ခွဲ9ပုံမှန်တွေနဲ့ထောင်နဲ့ရှင်းနေအမိတ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ဦးအောင်ကိုဦးအောင်ထောင်နဲ့ရှင်းနေအမိတ်ချခံထားရပေမဲ့ ရှော့ရက်တွေကြောင့်လာမယ့်2026ခုနှစ်အတွင်းမှာလွတ်ရက်စီပြီးပြန်လည်လွတ်မြောက်မဲ့သူဖြစ်တယ်လို့လည်းဤဆက်သူတွေစီကနေသိရပါဗယ်။တဝဲခရိုင်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကတော့ဥအောင်ကိုဦးဟာအကျမ်းမရဲ့ချင်းနေဆိုးရွားတာကြောင့်မကြာခဏဆေးရုံတက်ရပြီးကုသမှုခံယူခဲ့ပေမဲ့လုံလောက်တဲ့ကျမ်းမရဲ့ဆောင်းရှောင်းမှုတွေမရှိတာကြောင့်ယောဂအခြေအနေကမတက်တာပဲပုံမှုဆိုးရွားနေတာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဆိုထားပါတယ်။ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ18ရက်နေ့ကလည်းထောင်နဲ့ဆယ်နှစ်အကျဉ်းချခံထားရတဲ့ ရေပြူမြို့နယ်အုံးပင်ကွင်းရွာကအသက်62နှစ်အရွယ်နိုင်ငံရေးအကျဉ်းသားဖြစ်သူဦးရဲအောင်ဟာလေးဖြက်ယောဂါနဲ့တဝဲအကျဉ်းအောင်အတွင်းမှာတည်ဆုံခဲ့ရပါသေးတယ်။တဝဲအကျဉ်းအောင်အတွင်းမှာလုံလောက်တဲ့ဆေးဝါးကုသမှုနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရှိတာကြောင့်အကျဉ်းကျနေခြင်းအတွင်းတည်ဆုံသူနိုင်ငံရေးအကျဉ်းသား3ဦးအထိရှိပြီးဖြစ်တယ်လို့တဝဲခရိုင်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့သတင်းချက်လက်တွေအရသိရပါရရှင်။ ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ